လေစာကြည့်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါထိုင်းနိုင်ငံကဖိတ်ခေါ်ကျင်းပတဲ့ယူဆက်ခွန်လူငယ်ဖိတ်ခေါ်ဗလာဘောလုံးပြိုင်ပွဲမှာတော့မြန်မာကိုစားပြုအနေနဲ့ဖေကွန် FC လို့အမည်ပေးထားတဲ့လက်ရွေးစင်ယူဆက်ခွန်အသင်းတတိယဆုခြေတစိရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်အုပ်စုနှစ်စုရှင်ပြိုင်တာဖြစ်ပြီးတော့တအုပ်စုကိုအသင်း၄သင်းစီနဲ့နိုင်ငံ၄နိုင်ငံကအသင်း၈သင်းပါဝင်ကစားကြပါတယ် ပြိုင်ပွဲစီးမြင်ရတော့အုပ်စုအတွင်းမှာပထမရတဲ့အသင်းနှစ်သင်းကဘိုလူပွဲကစားရပြီးတော့ဒုတိယရတဲ့အသင်းနှစ်သင်းကတော့တတိယနေရာလူပွဲအဖြစ်ကစားရပါတယ်။မြန်မာကိုစားပြုဖြစ်တဲ့ Falcon FC အသင်းကအုပ်စုအတွင်းမှာ၃ပွဲကစားတပွဲရှုံး၂ပွဲနိုင်နဲ့အုပ်စုဒုတိယနေရာပဲရခဲ့လို့ဘိုလူပွဲနဲ့တော့လွဲချော်ခဲ့ရပါတယ်။ဘိုလူပွဲမှာတော့ Thai Club တခန်းချောင်ပူရီအသင်းက BNN Club PVF အသင်းကိုနှစ်ဂိုးတဂိုးနဲ့နိုင်ရရှိပြီး Champion ဖလားသိမ်းပိုင်နိုင်ခဲ့တယ်။ BNN အခြေစိုက်အသင်းကတော့ဒုတိယဆုနဲ့ပဲဂျင်းနှက်ခဲ့ရပါတယ်။တတိယနေရာလူဝဲမှာတော့မြန်မာအခြေစိုက်အသင်းဖြစ်တဲ့ Fagon FC အသင်းကထိုင်းကိုစားပြုဖြစ်တဲ့ Ref Navy FC နဲ့တွေ့ဆုံခဲ့ပြီး၃ဂိုးတကိုးဆိုတဲ့ရလန်းနဲ့အနိုင်ရရှိခဲ့ကတတိယဆုဂျေးစိတ်ကိုတင်ပိုင်နိုင်ခဲ့ပါတယ်။ပြိုင်ပွဲတစ်လျှောက်လုံးရဲ့ဂိုးသွင်းအများဆုံးကစားသမားကတော့မြန်မာ Fagon အသင်းကရသွားတာပါ။ဂျောနံပါတ်10ညီညီတန်းကသွင်းဂိုး၄ဂိုးနဲ့ဂိုးသွင်းအများဆုံးကစားသမားဆုရခဲ့တယ်။တကယ်ကိုဂုဏ်ယူပါတယ်။ လက်ရှိအချိန်မှာတော့ယူဆက်ကွန်ကမ္ဘာဖလားပြိုင်ပွဲတွေစတင်ကစားနေပြီးတော့အာရှတိုက်ရဲ့အသင်းပေါင်း၉သင်းအထိဝင်ရောက်ရှင်ပြိုင်နေတယ်လို့သိရတယ်။မြန်မာယူဆက်ကွန်အသင်းတွေနဲ့2026မှာတော့အာရှဖလားခြေစစ်ပွဲကစားဖို့ရှိနေပြီးအာရှအဆင့်ကနေကမ္ဘာဖလားဝင်ခွင့်အထိအဆင့်စစ်တလန်းနိုင်အောင်ကြိုးစားပေးကြပါဦး။ဟုတ်ကဲ့ပါနေ့စဉ် update ဖြစ်နေတဲ့အခုလိုအားကစားသတင်းတွေကိုအချိန်မှန်တင်ဆက်ပေးနေကြကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြဖို့မမေ့ပါနဲ့နားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအေးချမ်းပျော်ရွှင်ပါစေခင်ဗျာ